စိတ်ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အရာ၃မျိုးနော်အဲ့ဒါဘာလို့ဆိုတော့တမတ်တဲ့သဘောရဲ့မကြည်နပ်တဲ့သဘောရဲ့အမှန်မသိတဲ့သဘောရဲ့တမတ်တဲ့သဘောနဲ့မကြည်နပ်တဲ့သဘောကတော့ရှင်းပြရတာမလိုဘူးဒီလူတွေနားလေနော်အမှန်မသိတဲ့သဘောဆိုတာလေးကိုတော့ရှင်းပြဖို့လိုမယ်နော်ဘာရဲ့သဘောကိုအမှန်မသိတာတော့ဆိုတော့ဘဝခန္ဓာရဲ့သဘောကိုအမှန်မသိတာ ။ဘဝခန္ဓာဆိုတာဘလို့ဖြစ်နေတာတော့သူဖြစ်နေတဲ့သဘာဝကိုစိတ်ကနားမလဲ။အဲ့ဒီနားမလဲနိုင်မှုနဲ့နေတာကိုမောဟလို့ခေါ်တယ်။ဟုတ်လား။အဲ့လို့ရှိရင်ဘဝရဲ့အကြောင်းကိုဘလို့သိမှအမှန်သိတာတော့လူရင်းလေးပြောနော်ဘဝရဲ့သဘောကိုအနိစ္စဒုက္ခအနတ္တလို့သိမှအမှန်သိလူသိမှအမှန်သိတာတော့အနိစ္စဒုက္ခအနတ္တ အနိစ္စဆိုတာအချိန်တိုင်းပြီးဆုံးသွားတဲ့သဘောကိုအနိစ္စလို့ပြောတာသောသောကသီလပေတုံးကသီလယူတုံးကဘုန်းကြီးရဲ့အတန်ကိုကြားခဲ့တယ်ဘုန်းကြီးရဲ့ရုပ်ကိုမြင်ရတယ်မြင်တဲ့သဘောကြားတဲ့သဘောကိုယ်တိုင်လိုက်ဆိုတဲ့သဘောစိတ်ထဲမှာတွေးကြံတဲ့သဘောတွေတကယ်ဖြစ်ခဲ့တာမရှိဘူးလားအဲ့ဒါအခုအဲ့ဒါမဟုတ်တော့အဲ့ဒါမရှိတော့အဲ့ဒါပြီးဆုံးသွားပြီပြောရရင်အဲ့ဒါသေဆုံးသွားပြီအဲ့ဒါတွေသေပြီးတော့မှအခုအသက်ထပ်ပြီးတော့ က်ရှင်းနေတာထက်ဖြစ်နေတာအခုလည်းပဲအတန်တွေကိုကြားရင်းနဲ့အတန်တွေကပျောက်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 သွားတယ်ဘယ်မှသွားရှာလို့မတွေ့တော့ဘူးသာဝရပြီးသွားတာနောက်ထပ်ထပ်ပြီးတော့ဒလဇက်ဆင်ဆက်မပြတ်ပါတော့ဖြစ်ပေါ်တယ်ဖြစ်ပေါ်လာတိုင်းသောတဘာဝတည်တောက်လျှောက်ပဲဖြစ်သွားတော့ဤသွားတယ်အဲ့ဒါကိုဘယ်လိုခေါ်တော့အနေစအဲ့ဒါကိုသိရင်အဲ့ဒါပညာမသိဘူးဆိုရင် မောဟ အဲ့ဒါစိတ်ရဲ့ယံသူစိတ်ရဲ့အညစ်အကြေးဆိုတာအဲ့ဒါပဲတမတ်မှုမကျေနပ်မှုအခုကဘာပြောနေတာတော့အမှန်မသိမှုရာဂရောဒမောဟဒီစကလုံးနဲ့ဟောတာနော်အဲ့တော့အမှန်သိဖို့အတွက်ဘုံဘုံတို့ကအဲ့ဒီအိဋ္ဌသဘောကိုနားလည်အောင်ကြိုးစားရအဲ့ဒီအိဋ္ဌသဘောကိုနားလည်မှုမြင့်မားလာပြီနားလည်မှုရင့်ကျက်လာပြီဆိုလို့ရှိရင်ဟောဘဝမှာ ဘာကြီးဘလို့ဖြစ်လို့နေနေတကယ်ကျင်တတ်เสียမဟုတ်ပါလားဘဝကောင်းမွန်တဲ့သဘောမဟုတ်ပါလားလို့ဘဝရဲ့ဒုက္ခသဘောကိုနားလည်လာနိုင်တယ်ဟုတ်လားအဲ့ဒီနားလည်မှုမြင့်လာလို့ရှိရင်ဩဒီအနိစ္စဖြစ်နေတာကိုလည်းအနိစ္စမဖြစ်အောင်နော်မကောင်းမွန်တဲ့သဘာဝကြီးကိုလည်းကောင်းမွန်အောင်ဘယ်သူမှအဲ့ဒါကိုလှုပ်လို့မရဘုန်းတို့ရဲ့စိတ်ကလေးက နမတိစိတ်ထဲမှာပြင်းထန်တဲ့ဆန္ဒလေးတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီတိုင်းဒီတိုင်းလေးဖြစ်နေခြင်းလေပြောင်းလဲမသွားခြင်းဘူးเนาะကိုယ်အတိုင်းဝိုင်းကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုယ့်ရဲ့အခြေအနေလေးကဒီတိုင်းဒီတိုင်းရည်တည်နေတယ်လို့လည်းထင်တယ်ဒီတိုင်းဒီတိုင်းလေးလည်းပဲဆက်ပြီးတော့နေခြင်းနဲ့ဒါလေးကိုပြောင်းမသွားခြင်းဘူးဒီစိတ်ရှိတယ်မဟုတ်လားအဲ့ဒီဆန္ဒပြည့်နိုင်မလားမပြည့်နိုင်ဘူးတဘာဝကအမြဲတမ်းပြောင်းနော် ပုံမှာပြောင်းသွားတာเนาะပြီးလို့ရှိရင်ဟုတ်လားအဲ့ဒီပြောင်းလဲမှုကိုမပြောင်းလဲအောင်မတက်နိုင်ဘူးမကောင်းမွန်မှုကိုကောင်းမွန်အောင်ယူမှာမတက်နိုင်ဘူးအဲ့ဒီလိုအဆိုးမရတဲ့သဘောမပိုင်တဲ့သဘောမနိုင်တဲ့သဘောကိုဘာလို့ခေါ်တော့အနတ္တအဲ့ဒီအနိစ္စဒုက္ခအနတ္တကိုသိရင်ဒါပညာမသိဘူးဆိုလို့ရှိရင် မောဟအဲ့တော့ကိုယ့်ရဲ့စိတ်ကိုအရေမဖြစ်အောင်ဘေးမသိအောင်ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ အဲ့ဒီຢာကဆိုတဲ့တက်မဲ့မှုဒေါသဆိုတဲ့မကျင်းနှမှုမောဟဆိုတဲ့အခုပြောတဲ့အမှန်မသိမှုဒီသဘာဝတွေမဖြစ်အောင်ကာကွယ်စောင့်ရှောက်တာကို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 ကောင်းကောင်းစောင့်ရှောက်တယ်လို့ပြောတယ်ဟုတ်လားစောင့်ရှောက်တဲ့အပိုင်းကိုအကျံပြင်းဖို့မနှမျိုးပြောတော့နှမျိုးပြောတယ်နော်ရုပ်ပိုင်းဆိုင်ရာလည်းဘာလို့ရမှာတော့စောင့်ရှောက်ရမယ်နော်ချိန်မှန်မှန်အေးရမယ်ချိန်မှန်မှန်စားမယ်ကျန်းမာရေးမပြည့်စုံအောင်ဖုံဖုံတို့ဟာနော်နီလန်းတွေကိုနားလေအောင်စူးစမ်းပြီးတော့တကယ်ကိုလိုက်နာပြီးတော့ဘာလို့ရမှာတော့ အဝယ်ဆောင်ရှောက်ရမယ်ခုဒီထဲမှာနေတဲ့လူတွေဆိုရင်များသောအားဖြင့်အထည်ချုပ်ကြတဲ့လူတွေလို့ပြောတယ်ဟုတ်လားအဲ့ဒါဆိုရင်ကိုကိုကိုဆောင်ရှောက်ရမယ်ကိုက9နာရီ10နာရီဂုတ်တုတ်ဇက်တိုက်ဒီတိုင်းကြီးထိုင်နေတာဟာကောင်းမွန်တဲ့အနေထားမဟုတ်ဣရိယာပုမျှတမှကျမ်းမာရေးဆိုတာကောင်းနိုင်တယ်အာဟာရမျှတမှကျမ်းမာရေးဆိုတာကောင်းနိုင်တယ်ဥဒုတပ်ပါယမျှမှကျမ်းမာရေးဆိုတာကောင်းနိုင်တယ်အဲ့လို့ဆိုရင်ကိုကဒီလှုပ်လှုပ်တယ်ဆိုရင် ိုလက်လေးကျင်ကဘလို့လုံမလဲငါဘလို့ပြေးမလဲဒါကာကွယ်ဆောင်ရှောက်မှုရှိကိုရှိရမယ်မရှိရင်ဘာဖြစ်မှာလဲကိုကိုကိုဒုက္ခဖြစ်အောင်နှက်ထားတယ်လို့ဖြစ်နေနော်အဲ့ဒါပြီးရင်ဘာဖြစ်လာနိုင်ရောကျမကြီးဖောင်းနိုင်တယ်ကိုရှာထားတဲ့ပိုက်ရှာစီကံသွားရင်နဲ့ကုံသွားတဲ့အနေထားမျိုးရောက်သွားနိုင်တယ်နော်ဒါကြောင့်ဒါလေးတွေကကြုံလို့ပြောတာပါအဲ့ဒါမြတ်စွာဘုရားဒီမှာဗာပြောတော့အတ္တနံစီပြီးရန်စင်ညာရခေယနံတုရခိတံ ကိုကိုကိုချစ်တယ်ဆိုရင်ကိုကိုကိုကောင်းကောင်းဆောင်ရှောက်တဲ့တကယ်လို့ကိုကိုကိုမဆောင်ရှောက်ဘူးဆိုရင်ကိုကိုကိုချစ်ရရောက်မှာမဟုတ်ဘူးကိုကမဆောင်ရှောက်ဘူးဆိုရင်ကိုချစ်တဲ့ကိုကိုကိုတိုင်းကပဲဒုက္ခရောက်အောင် လုံနေတယ်လို့ဖြစ်သွားလိမ့်မယ်ဒုက္ခတော့ဘယ်သူရောက်စေခြင်းမလဲဟုတ်လားဒါပေမဲ့လို့မဆောင်ရှောက်ဘူးဆိုရင်တော့ကိုကဒုက္ခကိုပေးနေတာဘယ်သူ့ကိုပေးနေတာအောင်ဆိုတော့ကိုချစ်တဲ့ကိုကိုပဲပြန်ပြီးတော့ဒုက္ခပေးနေတာ ဒါကြောင့်ဒီစကလုံးလေးကိုစွဲသေးခြင်းနဲ့နော်ကိုကိုကိုချစ်တယ်ဆိုရင်တော့မြတ်စွာဘုရားဗါတဲ့တော့ကောင်းကောင်းစောင့်ရှောက်တဲ့အဲ့ဒါဆက်ပြီးတော့လေးနေတဲ့စကားထပ်ပြီးတော့မြတ်စွာဘုရားဆက်ပြီးတော့ဟောတာလေတိဏ္ဍမဉ္ဇတရံယာမံပဋိစက္ခေယပန္တိတော်နှစ်ပါးရခြင်းနော်အတ္တနံစီပိယံစင်ညာရခေယနံသူရခိတံတိဏ္ဍမဉ္ဇတရံယာမံပဋိစက္ခေယပန္တိတော်တိဏ္ဍမဉ္ဇတရံယာမံအရွယ်၃ပါးတဘာဝမှာ ဘဝကိုကြံမြန်ဖြင့်အရွယ်သုံးပါးနဲ့ပိုင်းခြားနော်ကလေးတွေနားလည်အောင်ပြောရရင်လူငယ်ပိုင်းလူလက်ပိုင်းလူကြီးပိုင်းကြည်ဘူးရသဘောကတော့လူကြီးပိုင်းပြီးရင်ဘာလို့ရမှာတော့ပေးရမှာနော်ဒါပေမဲ့ကြည်ဘူးရသဘောသာဒီလိုပိုင်းခြားတယ်လို့ပြောတော်လည်းပဲလူငယ်ပိုင်းနဲ့လူလက်ပိုင်းကိုမဆက်နိုင်မဲနဲ့ပေးသွားတဲ့လူတွေမရှိဘူးလားလူလက်ပိုင်းနဲ့လူကြီးပိုင်းမဆက်နိုင်မဲနဲ့သေးသွားတာကမရှိဘူးလား ဟုတ်လားဒါကြောင့်အရွယ်သုံးပါးကိုပိုင်းခြားတဲ့နေရာမှာဒီအသည့်ဒီအမြင်လေးလဲကပ်ပြီးတော့ပါရမယ်ပေါ့နော်အဲ့ဒါမျိုးဆိုတာဘယ်ကအရွယ်သုံးပါးမှာတဲ့ပတိဇက်ခေယပန္တိတော်တဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကိုနော်လုံလထုတ်၍သုတ်တင်ရာဤတဲ့ဘာသာပြန်ချက်ကလေးကဟုတ်လားအရွယ်သုံးပါးတစ်ပါးပါးမှာလုံလထုတ်၍သုတ်တင်ရာဤဆိုလိုတာက စိတ်ကလေးဖြူစင်အောင်ကြိုးစားရမယ်လို့ပြောတာငယ်တုန်းကလည်းဘာမှမသိရွယ်လက်ပိုင်းလည်းဘာမှမသိအသက်သာကြီးသွားတယ်ဘာမှမသိဆိုရင်အဲ့ဒီလူဟာဒီဘဝလေးကိုရတာရသွားတယ်သူ့စိတ်ကိုသူဖြူစင်အောင်သုတ်တင်လဲရတာမပါအဲ့ဒါမျိုးမဖြစ်စေနဲ့လို့မြတ်စွာဘုရားပြောတယ်နော်ဒါကြောင့်ဒီကာထာလေးကိုပြည့်စုံအောင်ပြန်ပြောမယ်နော်ကိုကိုကိုချစ်တယ်ဆိုတာကိုတကယ်သိတယ်ဆိုရင် အဲ့ဒီကိုချစ်တဲ့ကိုဘာလို့မတော့ကောင်းကောင်းစောင့်ရှောက်ရမယ်စောင့်ရှောက်ရမယ်ဆိုတဲ့စကားတောင်ယူမပြောဘူးနော်သူရခိတံရခိတဆိုတာစောင့်ရှောက်တာရှေ့ရပါစကလုံးလေးထည့်ထားတော့သူဆိုတဲ့စကလုံးလေးထည့်ထားတယ်နော်သူဆိုတာကောင်းကောင်းစောင့်ရှောက်လေးလေးနဲ့နဲ့စောင့်ရှောက်တယ်ရုပ်ပိုင်းဆိုင်ရာစောင့်ရှောက်တာကအပေါ်ယံဆန်တယ်ဒါပေမဲ့သူလည်းစောင့်ရှောက်အောင်ပါပဲသူမစောင့်ရှောက်လို့သူပျက်စီးတယ်သူဒုက္ခပေးတယ်ဆိုရင်လည်းခံရမှာပဲအဲ့ဒါစိတ်ပိုင်းဆိုင်ရာပါသူကဒုက္ခရောက်သွားနိုင်တာပဲသူကလည်းဟုတ်လား ဒါပေမဲ့ပိုးပြီးတော့အရေးပါတာကနော်ကိုယ့်ကိုပြစ္ဆုတ်ပံတန်တရားနှစ်ဖြာဒုက္ခကိုကြီးမားစွာ ဖြစ်စေတဲ့စိတ်ရဲ့ရန်သူစိတ်ရဲ့ဘေးစိတ်ရဲ့အန္တရာယ်တွေရောက်မလာအောင်ကာကွယ်ဆောင်ရှောက်ဖို့ကပိုးပြီးတော့အရေးမကြီးဘူးလားအရေးကြီးတယ်နော်ဒါကြောင့်သူရခိတံဆိုတာစိတ်ကိုကာကွယ်ဆောင်ရှောက်မှပိုင်းကိုအဓိကနားလည်ရမယ်အဲ့ဒီလိုပြောပြီးတဲ့နောက်မှာမြတ်စွာဘုရားပြောတော့ဉာဏ်ရှိတဲ့လူဆိုတာအရွယ်၃ပါးမှာတစ်ပါးပါး နော်ငယ်တုန်းကမိလေးရောနေဩရွက်လက်ပိုင်းရောက်လာပြီငါမငယ်တော့ဘူးဆိုတဲ့စိတ်ကလေးနဲ့လေးနေတဲ့ဘက်မှာစိတ်ဝင်စားပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုဘာလို့မလို့ဖြူရှင်အောင်သုတ်သင်ရမယ်ဟာရွက်လက်ပိုင်းလွန်သွားပြီငါအသက်တည်ကြီးလာပြီอืมဘာလို့မလို့ဒီတတိလေးရရမယ်ဩငါမိခဲ့တာတွေရှိသေးတော့ခုတတိရတဲ့အချိန်ကစပြီးတော့ငါစိတ်ကငါအပြစ်ကင်းအောင်ငါကာကွယ်မယ်စောင့်ရှောက်မယ်ဖြူရှင်တန်ရှင်းအောင်စေကြောမယ်သုတ်သင်မယ်ဒီစိတ်ကလေးရှိရမယ်နော် အဲ့ဒါကိုမြတ်စွာဘုရားဟောတာအဲ့တော့ဘုမုံကဒီကဓာတ်လေးကိုဘာလို့ပြောတာတုံးဆိုတော့ကိုကိုကိုစောင်းလျှောက်တယ်ဆိုတဲ့အပိုင်းသူတော်ဘာကိုစောင်းလျှောက်တယ်ဆိုတဲ့အပိုင်းလေးကိုဒီကနေ့ပြောခြင်းလို့ဒီကဓာတ်လေးကိုဏိဒန်းအနေနဲ့ပြောတာနော်ဏိဒန်းကတော်တော်များသွားနော်တော့ကိုကိုကာဝယ်စောင်းလျှောက်တယ်ဆိုတဲ့အပိုင်းလေးကိုကြည်ကြည်ပြန့်ပြန့်ဘုန်းဘုန်းတို့တွေးရမယ်။နော်အစာဦးနဲ့နေတယ်၊ channel ဝင်းနဲ့နေတယ်၊အစောင်းလျှောက်တွေနဲ့နေတယ်။ဒါကဘဝကိုလုံခြုံအောင်ဆိုပြီးတော့စောင်းလျှောက်ကြတဲ့အပိုင်း တချို့ဆိုရင်မိကောင်းရွှေကောင်းတွေရှာပြီးတော့ကိုယ့်ကိုကာကွယ်မှုပေးမနေရတွေကိုနော်ရွေးချယ်ပြီးတော့နေကြတာကမရှိဘူးလားရှိအမျိုးမျိုးကာကွယ်ဆောင်ရှောက်တယ်ဗရမျက်စွာဘုရားဒီကာကွယ်ဆောင်ရှောက်တယ်ဆိုတဲ့နော်စကလုံးလေးနဲ့ပတ်သက်ပြီးတော့ဒီအသေးပဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုကာကွယ်ဆောင်ရှောက်မှုမျိုးဟာတန်ဖိုးရှိဆုံးကာကွယ်ဆောင်ရှောက်မှုဖြစ်တယ်လေအထူးသဖြင့်ဒီစိတ်ကိုကာကွယ်ဆောင်ရှောက်တဲ့နေရာမှာဘာနဲ့ဘယ်လိုဆောင်ရှောက်မလဲ